ယွန်းယွန်းလေးပေါ့ဗျာယွန်းယွန်းလေးကတော့လင်ရသွားပြန်ပြီဗျာเนาะယွန်းယွန်းကတော့ငငယ်ရွှေရွှေနဲ့အမှုညာလောကရဲ့ကိုเนาะရောက်ရှိလာခဲ့ပြီးတော့စောစောစီစီပဲမြမသမိုင်းမှာเนาะအမှောက်ဥဆုံးလို့ဆိုရလောက်အောင်အသက်ငငယ်ရွယ်ရွယ်လေးနဲ့အကယ်ဒမီရရှိခဲ့တာလေးဖြစ်ပါတယ်เนาะဆိုတော့ငငယ်ရွယ်ရွယ်လေးနဲ့ပြိတ္တအာဘိမှုအတော်များတွေချစ်လဲချစ်ခင်ခံရတယ်ဒါမဲ့အရွယ်လေးရောက်လာတဲ့အခါကျတော့เนาะမော်ရီပေါ့စာတယုတ်ဆောင် ပေါ့စာစီသူဝင်းနဲ့ မက်ဆင်ဂျာမှာထန်နေတဲ့เนาะအသံဖိုင်တွေရုပ်သံတွေပေါက်ကြားလာတဲ့အခါကျတော့တိုင်းကလုံးရင်အောင်အောင်ကျရိုရှာခြင်းကိုခံခဲ့ရပါတယ်เนาะစီသူဝင်းတဲ့သူနဲ့စိတ်ရှိတိုင်းသာဂျမ်ပလိုက်ခြင်းတွေကွာဆိုရဲအသံဖိုင်တွေဟာအွန်လိုင်းပေါ်မှာအင်တာနက်မှာเนาะပြန့်နှံ့လာခဲ့ပြီးတော့လုံးဝတဲ့နှစ်တွေကအင်တာနက်မှာ Telegram ပေါ်မှာလူချိတ်များခဲ့တာကိုလည်းကျွန်တော်နေနေတွေ့ရပါတယ်အခုရှင်ရှင်ကတော့စာပေကြီးတပွေနဲ့เนาะတော်တော်လေးလေးချမ်းသာပါတယ်အဲ့ဒီကောင်နဲ့ချစ်သူတွေဖြစ်နေကြောင်းသိရပါတယ် ရင်းဟောအဲ့ဒီကောင်စီကနေတင်းကိုသိန်း90လောက်မှုဖို့ရနေတယ်လို့လေတင်းတွေကတော့ထပ်ပေါ်လာနေပါရီအကောင်ကြီးပိုင်ဆိုင်မှုကအမေရိကန်ဒေါ်လာသန်900ထက်မှရှိနေပြီးတော့တတော်လေးကိုချမ်းသာတဲ့အကြောင်းလေကျွန်တော်နေနေချားပါရီရင်းဟောကတော့အခုချိန်မှာလူမြလုပ်တွေကိုဆက်လက်မလုပ်နိုင်တော့ဘူးပေါ့ဗျာအနေချင်းမဲ့ဆလန်တွဲတွေမှာရုပ်ဆောင်ထားတာဖြစ်တယ်တော့စီတူဝင်းနဲ့ HD ကိစ္စပြန်နှံ့ပြီးကြတဲ့ကဘာဆိုပါမှရေးရရရင်းဟောကလုတ်တော့တာပေါ့ဘူး ဝုတ်ချိန်မှာရေးရင်းဟောတကယ်ကိုမှချမ်းသာရပေးခြင်းနဲ့လက်တွဲနေပြီးတော့တရက်ကို30မို့ဖို့ရာနေချောင်းနေတည်ရပါရဲ့ဗျာ